အဲဆိုတော့ကကျွန်တော်တို့ဒီလက်ရှိပေါ့နော်ကျွန်တော်တို့အသုံးပြုနေတဲ့ဘာသာပုံတွေကျွန်တော်တို့ပြောသွားရှိပါတယ်ပေါ့နော်ဒီဟိုကဲလို့မစ္စရိုအနေနဲ့ဝီကီပီးဒီးယားမှာသွားပြီးလေ့လာမယ်ဆိုရင်မာသာပုံဖန်ဖတာကများစွာသောမာသာပုံမျိုးစားတွေတွေ့ရပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဒီလက်ရှိပေါ့နော်ယနေ့ခေတ်မှာသုံးနေတဲ့မာသာပုံဖန်ဖတာကျွန်တော်တို့သုံးမျိုးရှိပါတယ်အဲ့ဒါရပါလဲဆိုတော့ ADH ရယ် Micro ADH ရယ် Mini IDH ရယ်ပေါ့နော် โอเคဒါတွေကြောင်းကိုကျွန်တော်ပြောခဲ့ပါအမေဂျီလိုအနေနဲ့မဟာသဘူတစ်ခုကိုဝယ်ယူရတဲ့အခါမှာပါရီကိုစစ်ဆေးတင်လဲဆိုတာကိုကျွန်တော်တစ်ချက်တွေ့ကြပြီပါမယ်โอเคကျွန်တော်မာသဘူတစ်ခုကျွန်တော်စပြီးဝယ်ယူရမှာเนาะဝယ်ယူရမှာဆိုရင်ကျွန်တော်တို့ကကွန်ပျူတာလုံးတက်စင်တော့မှာเนาะကွန်ပျူတာလုံးတက်စင်တော့မှာဆိုရင်အဓိကဘာကိုကျွန်တော်တို့စပြီးတော့ဆက်ရလဲဆိုရင် kit sizing เนาะ case size ဆိုတာကကျွန်တော်တို့ရဲ့ဝယ်ထားတဲ့ဘော system ဘုံဘောနော် system ဘုံ system ဘုံကကျွန်တော်တို့ဒီကြဲတန်းကျွန်တော်တို့ဟိုကျွန်တော်တို့စိုက်မဲ့ဒီ motherboard နဲ့ကိုက်ယူမှုရှိမရှိနော်ဒါတွေကိုကျွန်တော်တို့စစ်ဆေးဖို့လိုပါတယ်နောက်တစ်ခုကကျွန်တော်တို့ဆိုတော့နောက်ထပ်3ကြီးကြီးထားမှာတစ်ခုရှိပါတယ်အဲ့ဒါက အဲကျွန်တော်တို့ဒီပေါ့နော်အဲဘာသာဖို့တစ်ခုကျွန်တော်တို့ဆင်တော့မယ်ဆိုရင် air flow ပါလေဝင်လေထွက်ကောင်းကျွန်တော်တို့ဆောင်ရွက်တင်ပါတယ်လေဝင်လေထွက်ကောင်းမှသာကျွန်တော်တို့ကအပူကို overheat ဖြစ်တာကနေကျွန်တော်တို့ကာဗွန်နံပါတ်ဖြစ်ပြီးတော့ကျွန်တော်တို့ performance တွေပို့ပြီးတော့ကောင်းကောင်းကိုအသုံးပြုရမှာဖြစ်ပါတယ် okay ဒါတွေကတော့ကျွန်တော်တို့ဘာသာဖို့တစ်ခု visual ဝင်မယ်ဆိုရင် အတင်းတည်းထိုက်တဲ့ဟာလေးဖြစ်ပါတယ်အဲ့တော့ Wikipedia မှာ mix လို့လေ့လာမှာဆိုရင်မာသပုတ်အမျိုးအစားတွေကကျွန်တော်တို့အများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့လက်ရှိသုံးနေတဲ့မာသပုတ်ကအမျိုးအစားတိတ်ပြီးမရှိပါဘူး just 3ကြိုက်ပေါ့နော်၃မျိုးပဲရှိပါတယ် okay အဲ့ဒါဘာလဲဆိုတော့ ATX Micro ATX နဲ့ Mini ITX ဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့အဲ ATX အကြောင်းလေးကိုစာပြီးတော့ကျွန်တော်တို့လေ့လာကြည့်အောင် okay ဒါဆိုရင်ကျွန်တော်တို့စာပြီးတော့နော် ATX အကြောင်းလေးကျွန်တော်လေ့လာကြည့်အောင် ADH ရဲ့ကျွန်တော်တို့အရှိရတော့ advanced technology instant လို့ခေါ်ပါတယ်။သူ့ကိုပမာစပြီးတော့ထုတ်လို့ဆိုတော့1995မှာစပြီးတော့ develop လုပ်ပါတယ်နော်။ပြီးတော့သူကကျွန်တော်တို့အခုမြင်တွေ့ရတဲ့မာသဘုတ်၃မျိုးထဲမှာအကြီးဆုံးအရွယ်အစားရှိတဲ့မာသဘုတ်၃မျိုးလည်းဖြစ်ပါတယ်။ Okay ပါဝါအနေနဲ့ကြည့်မယ်ဆိုရင်သူ့ရဲ့ကွန်နတာက20ပင်ကွန်နတာစ်အိုးမော်တယ်ပေါ့နော်ဒီအရင်ကထွက်ခဲ့တယ်ပေါ့နော်ဒီ1995နောက်ပိုင်းတော့နည်းနည်းကြာကြာမှထွက်ခဲ့တဲ့ဟာတွေက20ပင်ကွန်နတာစ်ပို့ပြပါတယ်အဲတကယ်လို့အခုလက်ရှိပေါ့နော်နောက်ပိုင်းထွက်လာတဲ့ new model ပေါ့နော် new model မာသပုတ်တွေပါဆိုရင်ကျွန်တော်တို့24ပင်ကွန်နတာအထိပါဝင်လာတာကျွန်တော်တို့တွေ့ရပါတယ်နော်ဒီအဲကွန်နတာပါဝါကွန်နတာဆိုတော့ကျွန်တော်တို့ဒါပြောဒါလေးကိုပြောခြင်းဖြစ်ပါတယ်ဒီမှာကျွန်တော်တို့အဲပေါ့နော်ပင်အားဖြင့်ကျွန်တော်တို့ဘယ်လောက်ရှိမလဲဆိုရင် ့20 pin ဒါ old model မှာဆိုရင်20 pin ပါတယ်နော်အဲဒီ new model မှာဆိုရင်24 pin ပါပါတယ်24 pin မှာကျွန်တော်တကူထူးကြတာပါလဲဆိုတော့20 pin ရော24 pin ရော support ပေးနိုင်မှုတော့ကိုသူက plug able ပေါ့နော်ဖြုတ်လို့ရတယ်နောက်ထပ်4 pin ကိုကျတော့ကျွန်တော်တို့ဖြုတ်ပြီးတော့20 pin ရှိရဆိုရင်ကိုယ့်ရဲ့ motherboard က20 pin ရှိရဆိုတော့20 pin မှာကျွန်တော်ဆိုင်မယ်4 pin ကိုချန်ထားပြီးတော့ပေါ့နော်အဲ24 pin ဆိုရင်24 pin လောက်ကျွန်တော်ဆိုင်မယ်နော်ဒီလိုဒီလောက်အဖြစ်အသုံးပြုတာဖြစ်ပါတယ် ADH မှာတာပုံမှာဆိုရင်ကျွန်တော်တို့ပါပါမယ်ဆိုရင် CPU side ရပါမယ် socket ပါမယ် RAM slot ပါမယ်เนาะဒီဘာက power connector ပါမယ်ပေါ့เนาะတခြားလဲကျွန်တော်တို့က PC PCIe ကိုမှသူကဒီ12 PCIe H1 PCIe H1 system အဲ့လိုမျိုးခွဲတာရှိရယ် PCI slot တွေလည်းပါလာတာရှိပါတယ်ဒါလေးကတော့ CMOS လေးပါเนาะ CMOS battery ပြီးတော့ဒီမှာ SATA connector SATA connector တော့ basically ကျွန်တော်ရှင်းပြပြပြီ data တွေချိတ်ဆက်ပေါ့เนาะ hard disk ကိုချိတ်ဆက်အသုံးပြုရတဲ့ဟာဖြစ်ပါတယ် โอเคโอเคဒါတော့ ADH မှာတက်ဖို့ဖြစ်ပါတယ်โอเคပါ micro ads ရဲ့အမြင်အစားက smaller than ads မှာတက်ဖို့ပါ ads ဆက်ဆိုင်ပို့ပြီးတော့နည်းနည်းလေးသေးတာတော့ကျွန်တော်တို့ဟိုတွေ့ရမှာပါအဲဒီ case sizing လေးပေါ့နော် case ဝယ်မှာကျွန်တော်တို့ဒီ အဲ system ဘုံပွဲပဲဆိုရင်လည်းဒီ ADS နဲ့ micro ADS တွေကအတူတူပါပဲ ADS ဘုံမှာဗောန ADS system ဘုံမှာ micro ADS ကိုတက်ဆက်အသုံးပြုလို့ရပါတယ် power connector တွေဆိုရင်လည်းအတူတူပါပဲဗောနော်ဒီ O ဆိုရင် O mode ဆိုရင် 20p ပါပါမယ် new mode ဆိုရင်တော့ကျွန်တော်တို့ 24p အထိ support ပြပါတယ်နော် mini IDS ဗောနော် mini IDS ကကြာတော့ကျွန်တော်တို့ ADS နဲ့မတူ IDS ကိုကြာတော့ပါလဲဆိုတော့ Information Technology Standard လို့ခေါ်ပါတယ် ADS ကကြာတော့ Advanced Technology Standard မတူပါဘူးခင်ဗျာတို့နှစ်ခုကနော်ဒီ IDS ကိုထုတ်တာကြာတော့ကျွန်တော်တို့ developer VRA technology ဆိုတဲ့ company ကနေပြီးတော့ VRA technology company ကနေ2000ခုနှစ်မှာစပြီးတော့ develop လုပ်တာဖြစ်ပါတယ်။အဲဒီ power အစားသက်သာတဲ့မာသမုတ်တူလို့လည်းဖြစ်ပါတယ်။ဒီ mini IDS တွေကနော် ATS ထက်စာရင် power အစားသက်သာတဲ့ ာသဘုတ်တွေဖြစ်ပါတယ်ပြီးတော့သူ့ရဲ့ပုံစံနဲ့ပုံစံပေါ့နော်မာသဘုတ်ကဘယ်လိုဟာမျိုးဖြစ်မလဲဆိုတော့ကျွန်တော်တို့ small form factor ပါပို့ပြီးတော့ ADH to micro ADH to တဆိုင်ပို့ပြီးတော့သိငယ်ပါတယ်ကျွန်တော် stand alone device လေးတွေအတွက်ပေါ့နော်ဆိုလိုတာကအဲဒီ set top box ပေါ့နော် set top box လေးတွေ automobile automobile တွေပြီးတော့ network device တွေပေါ့ network device ဆိုကျွန်တော် switch to router တို့ပါပေါ့နော်ဒီလို stand alone device အမျိုးအစားလေးမှာတွေ့နေကြကြအသုံးပြုရဖြစ်ပါတယ် mini ids ပါပြီးတော့သူက power အစားလည်းတက်တာပါတယ်နော် ဒါတော့ visual mini id x ကိုကျွန်တော်တို့ဟာအသေးစိတ်မြင်တွေ့ရတာဖြစ်ပါ run slot တော့ run slot ပါတယ် team ပေါ့နော်ကျူရဲ့ inline memory မှာကျူတုံးထားတယ်နော်ဒါတော့ cpu ဆိုင်တွေ့ရတယ် socket ပါပြီးတော့အဲ့သူ့မှာတော့ကျွန်တော်တို့အဲ့ PCI slot တွေကအများကြီးတော့မပါဘူးဘာလို့လဲဆိုတော့သူကဟိုတင်းငယ်တဲ့ book ဖြစ်တဲ့အတွက်လीနော်သူကနည်းနည်းတေးတဲ့အခါကျတော့သူမှာအကန့်အသတ်ရှိတယ်ပေါ့တွေရောအကန့်အသတ်ဖြစ်သွားတယ်ဒါတခုရောရှိမယ် အပေါ်ကွန်နက်တာတွေမှာ24ပင်ဒီပါတယ်နော်24ပင်ဒီပါတယ်ပေါ်ကွန်နက်တာကျတော့24ပင်ဒါရီကဒါနောက်ပိုင်းထွက်လာတဲ့ motherboard ဖြစ်ဖို့ရတယ်ဟော2000တခု2001လောက်မှထွက်လာဆိုတော့ဟောပါနောက်ပိုင်းထွက်လာတဲ့ဟာဆို24ပင်ဒီပါတယ်နော်ကွန်နက်တာကတော့24ပင်ဒီပါတယ်ဒါပေမဲ့အဲကွန်နက်တာကတကယ်လို့ဒီဘက်24ပင်ပါဆိုလဲ24ပင်မှာဆိုင်မယ်24ပင်ပုံ24ပင်ဆိုလဲကျွန်တော်တို့ plug cable လုပ်လို့ရတယ်ဖြုတ်ပြီးတော့နော်ဒီဟာ motherboard မှာကျွန်တော်တို့ပြောမယ်ဆိုရင် power supply မှာကျွန်တော်တို့၄ပင်ကိုအရင်ထုတ်လိုက်မယ် ဖြုတ်ပြီးတော့မှကျွန်တော်ဒီမှာလာထိုးမှာဆိုရင်20ပင်ဆိုလဲဆက်ပါเนาะဒါပေမဲ့သူကတော့ပော့တွေကတော့သူ့မှာဟိုမှာရှိပဲအကန့်အသတ်ရှိတယ်ဘာလို့ဆိုတော့ပုတ်လေးကတေးတယ်ပြောပော့တွေအကန့်အသတ်ရှိတာဖြစ်ပါတယ်เนาะပါဝါဆာတော့အရင်တက်တာပါပဲโอเคဒါတွေကတော့ကျွန်တော်တို့ဒါတွေကတော့ကျွန်တော်တို့ဒီလက်ရှိမှာအသုံးပြုနေတဲ့မာလပုတ်မျိုးစားတွေဖြစ်ပါတယ် ADX Micro ADX နဲ့ Mini IDX ဖြစ်ပါတယ် ADX ကတော့ကျွန်တော်တို့ဒါပေါ့နော် ဒီ server တွေမှာပေါ့ကျွန်တော်မြင်ရမယ်လို့ပြောလို့ရပါတယ် server အကြီးတွေပေါ့နော် server အကြီးတွေဟာမြန်မာ ADS တွေကျွန်တော်အသုံးပြကြပါတယ်ဒီကျွန်တော်ဖော်ပြတဲ့၃ခုတွေကမှာသူကအကြီးဆုံးမှားတာပုံလည်းဖြစ်ပါတယ်နော်အဲနောက်တစ်ခုကကြတော့ micro micro ADS ပါ micro ads ကကြတော့ ads test ဆိုင်နည်းနည်းသိငယ်သွားတယ်ကျွန်တော်တို့ stellar computer ပေါ့နော် desktop တွေအသုံးပြုရခါကြရင်အများစုတွေ့ရပါတယ်ဒါတွေ desktop ဒီ motherboard တွေမှာပေါ့နော် desktop system ဘုံတွေမှာအများဆုံးတွေ့ရတယ်မျိုးစားဖြစ်ပါတယ်ဒီ motherboard မျိုးစားပါ โอเคနောက်တစ်ခုကကျွန်တော် mini rds ပါသူကကျတော့ power အစားလည်းတက်တာပြီးတော့ကျွန်တော်တို့ auto mobile ကားတွေပေါ့နော်ကား tv မှာထည့်ရတာမျိုးပေါ့နော်ကား tv မှာသုံးတယ်နောက်တစ်ခုက switch တို့ router တို့ဒီလို stand alone device တွေပြီးတော့ set top box တို့ဒီလိုဟာမျိုးတွေမှာကျွန်တော်တို့အသုံးပြုလို့ရတယ်မာသဘုတ်မျိုးစွာဖြစ်ပါတယ်ဒါဆိုတော့ mixer မာသဘုတ်သုံးမျိုးကိုကွဲပြားသိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်